မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ BGF 2010ကိုတရင်688ဖြူဟာဒုတိယဗိုလ်မှူးကြီးကျော်ဖော့ဦးဆောင်နေ BGF တပ်ဖွဲ့နှင့်စစ်ကောင်စီပူးပေါင်းတိုက်ခိုက်ခံရာအထိနာတေဆုံးမှုများတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် တရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ဘက်ဖလူဒေသတို့စစ်ကြောင်းထိုးနေတဲ့ကရင်နေသားဆောင်တပ် PDF အမှတ်1029တပ်ရင်း888ပြူဟာဒုတိယပြူဟာမှုအဖွဲ့မှဒုတိယဗိုလ်မှူးကြီးချော့ဖော့ဦးဆောင်တဲ့ PDF တပ်အင်အား200ဦးနဲ့စစ်ကောင်စီပူးပေါင်းတပ်များသည်နိုဝင်ဘာ1ရက်နေ့မနက်စစ်ကြောင်းထိုးလာစဉ် KNL မဟာမိတ်ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်နဲ့နှီးဆက်သူထံမှသိရပါတယ်။ PDF တပ်ရင်း888ပြူဟာဒုပြူဟာမှုအဖွဲ့မှဒုတိယဗိုလ်မှူးကြီးချော့ဖော့ကနေဦးဆောင်ပြီး PGF တပ်ဖွဲ့အင်အား200ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့200ဦးပါစစ်ကြောင်းကနိုဝင်ဘာ1ရက်နေ့မနက်မှာဖလူဘက်စစ်ကြောင်းထိုးလာပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားက PGF စစ်ကောင်စီပူးပေါင်းတပ်ပတ်မှအတော်ထိနာတယ်လို့ကြားသိရသည်ဟုအဆိုပါစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်ပထမတော့888ဖြူဟာအဖွဲ့ကနေဘုံမူကြီးကျော်ဖောအဖွဲ့တွေကစစ်ကောင်စီတပ်အသွင်ဆောင်ပြီးတမ22ဘတ်တစိတ်တက်ပြီးကြောက်ကူဘက်စစ်ကြောင်းထိုးဖို့ပြင်ဆင်ထားတယ်တမ22ဘတ်တစိတ်နဲ့ကြောင်းတက်ရန်စီစဉ်ထားပြီးမယ် ဘက်တစိတ်ချုပ်လုပ်ဖို့အချိန်မမီတော့ဘက်တစိတ်မတက်ဖြစ်ကြဘူးလို့သိရတယ်လို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။အောက်တိုဘာ31ရက်နေ့တွင်လေ BGF နှင့်အစ်စ်ကောင်စီပူးပေါင်းတပ်များသည်ကော့ကရိတ်မှအတွဲလိုက်မစ်ဆိုင်းများပစ်ခတ်မှုများလှုပ်ဆောင်ခဲ့သည်ဟုသတင်းရင်းမြစ်များကဆိုပါတယ်။၉၈တက်မှကော့ကရိတ်မြို့တောင်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုများလည်းရှိနေသည်ဟုဆိုပါတယ်။အောက်တိုဘာလ31ရက်နေ့နနက်10:00နာရီအချိန်တွင်လေဖအံမကြုံတို့သို့၆ဘိန်းကားနှစ်စီးရောက်ရှိလာပြီးစစ်ကောင်စီတပ်သား90ဦးခန့်ပါရှိတယ်လို့သတင်းရင်းမြစ်မှဆိုပါတယ်။ ကြပြင်အော်တိုဘာလ30ရက်နေ့တွင်လည်းညပတိုင်းနောက်ထပ်ပန်းနန်ကော့တီစသည့်ခြေရွာများသို့နဘူး948တက်မှရောက်ရှိလာပြီးခြေရွာသားများအပေါ်အနိုင်ချစ်ထိုးကျိတ်နှိပ်စက်ကြမ်းတမ်းရင်သီဆဲဆုပ်မှုများရှိပြီးခြေရွာသားများအားဘုံကြီးချောင်းတွင်ဆု၍နေခိုင်ထိုင်ခဲ့သည်ဟုသိရပါသည်။အကြံပတ်စစ်ကောင်စီတပ်များသည်အယက်သားပြတ်မှတ်ထားရှိရွယ်ကလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုများဇက်တိုက်လှောက်ဆောင်လျက်ရှိပြီး ညပတိုင်ဘက်ရှိစစ်ကောင်စီတပ်မှအမြောက်တီနီယာကိုတော်လန်ရေးဘက်မှဖုံးကျဲတိုက်ခိုက်မှုကြောင့်ဖြက်စီးမှုရှိသည်ဟုသတင်းရင်းမြစ်ထံမှသိရပါသည်။ဆလပီတရချောင်းမြို့နယ်တွင်တိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးစစ်တပ်ဘက်မှ73ဦးသေဆုံးကလက်နက်9လက်နဲ့ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှဖြစ်ပါသည်။ တနင်္သာရီတိုင်းတရချောင်းမြို့နယ်တွင်စစ်ကြောင်းထူလာသောအကြမ်းဖက်စစ်တပ်ကိုထုံးကျဉ်ချဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ73ဦးသေဆုံးပြီးလက်နက်တချို့နှင့်စစ်သားအလောက်များသိမ်းဆည်းရရှိခဲ့ကြောင်းဒေဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကသတင်းဌာနကိုပြောပါရယ်စက်တင်ဘာလ29ရက်နေ့တွင်လက်နက်10နာရီခန့်တွင်တရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထုံးဖွင့်ရောက်လာသောအကြမ်းဖက်စစ်တပ်ကိုတော်လရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတနအိခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေါ်လာရေးပူပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်တအူချဆုံးခဲ့ကြောင်းသိရပါရယ် စက်တင်ဘာလ30ရက်နေ့တွင်လည်းနနက်9:00နာရီခန့်မှစတင်ပြီးည9:00နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးဒေါ်လာရေးရဲဘော်တအုပ်ထပ်မံကျဆုံးခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းအကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိကာဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်ကောက်ွက်ရေးပူပေါင်းတပ်ဖွဲ့မှပါလက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားအလောက်များနှင့်လက်နက်တချို့သိမ်းဆီးနိုင်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ထို့ပြင်အော်တိုဘာလာရှိရနေ့နက်7:45မိနစ်ခန့်တွင်လည်းတရချောင်းမြို့နယ်ဗရက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လရေးတပ်ဖွဲ့များကထက်မှန်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ဒဝက်ခရိုင်တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေစက်တိုက်ရဖို့ဆိုရင်အနောက်ကလက်နက်ခရဲနဲ့ကြီးများများဖြည့်တင်းပေးနိုင်ဖို့ပြည်တွင်းပြည်ပထောက်ဖို့ရဲဘော်များဒီချက်မှကပိုပြီးအားစိုက်ပေးကြဖို့လိုပါတယ်။ငါနဲ့ဒါကျွန်တော်တို့တော်လည်ရေးရေးပေါ်တွေရဲ့စူးစမ်းအထောက်အမှုအသီးပွင့်တွေဒီချက်မှကမြင်လာရမှာဖြစ်ပါတယ် ရှေ့ဆက်ပြီးစည်ရေးလည်းပဲမြင့်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစည်ရေးသတိရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့အကြံဖက်လေးကြောင်းထိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက်အထူးဂရုစိုက်ကြဖို့ပြောကြင်ပါတယ်ဟုဒဝက်ခရိုင်တပ်ပေါင်းစုဖြန့်ချားရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုသွားပါတယ်ဆလပီညင်းချံမျိုးစစ်စည်ရေးဂိတ်တိုက်ခိုက်မှုစေုပ်စုထိခိုက်မှုရှိဟု0ပျောက်ကြားတပ်ဖွဲ့ကောင်းဆောင်ပြောရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းညင်းချံမျိုးနယ်ခမရ15တပ်ရင်းအနီ လေတိကျေးပါကစစ်ကောင်စီရဲ့စစ်စေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုရှိကြောင်းဇီရိုပြောက်ကြတပ်ဖွဲ့ခေါင်းဆောင်ကုသက်ကြီးကပြောပါတယ်။နိုဝင်ဘာ၄ရက်နေ့လယ်၂နာရီခန့်ကမြင်းချံမြို့နယ်လေတိကျေးရွာရှိစစ်ကောင်စီတပ်ရဲနဲ့ပြူစောတိတွေပူးပေါင်းထားတဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲချိန်မိနစ်၂၀ကျော်ကြာခဲ့ကြောင်းဇီရိုပြောက်ကြတပ်ဖွဲ့ခေါင်းဆောင်ကုသက်ကြီးကပြောပါတယ်။မြင်းချံတတအူမန္တလေးလမ်းမပေါ်မှာရှိတဲ့ရွာမြင်းချံကနေထွက်တာနဲ့ပထမဆုံးရွာ ရင်းချန်ခမရ15နဲ့2မိုင်ပဲဝေးတယ်။အင်းအားကတော့4-50လောက်ရှိမယ်လို့ခန့်မှန်းရတယ်လို့ကိုတက်ကြီးကပြောပါတယ်။တိုက်ခိုက်မှုအတွင်ဂိတ်ဘန်ကာအတွင်ပြေးဝင်ပုံနဲ့စစ်ကောင်စီတပ်သားတွေကိုရဲဘော်တအုပ်က RPG နဲ့ဘန်ကာကိုတိကျစွာဖြစ်နိုင်ခဲ့လို့ဒေသုံထိခိုက်တာတွေများခဲ့တယ်လို့သိရပါတယ်။လက်နက်ဝင်ကောင်းမဲ့အချိန်ခမရ15ကစစ်ကူကား3စီးနဲ့စစ်ကူလာလို့ပြန်ဆုတ်ခဲ့ပြီးစုခွာချိန်စစ်ကောင်စီသတင်းပေးနှစ်ဦးကိုဖမ်းဆီးပြီးသက်ဆိုင်ရာအနိုင်ခဲ့တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကအတည်ပြုပါတယ်။ နေမြေကန်တွေပြောပြချက်အရစေအုပ်စုဝင်၈ဦးတေဆုံးက၁ဦးထံရရပြီးလေတိရွာစစ်ကောင်စီအုပ်ချုပ်ရေးမှူးငမင်းခကိုမင်းလည်းတေဆုံးကြောင်းသူ့ရဲ့နာရေးကိုဒီမနက်ပြုလုပ်ခဲ့ကြောင်းဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါရယ်အဲ့ဒီစစ်စင်ရေးကိုမြင်းချံခရိုင်တရင်ခွနစ်ဇီရိုပြောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းချံမျိုးနဲ့ပါကာဖားတို့ဖူပေါင်းပြီးစစ်သူကြီးချောင်းစစ်တီဇီရို colon 5က စစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ခါရန်ကုန်အကြီးကောင်စစ်ကြောင်းတင်ရွှေကန်သာစစ်ကြောင်းနှစ်တို့ ਨੇ စီးနှစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မနီကမနက်ပိုင်းကလည်းဇီရိုပျောက်ကြားတပ်ဖွဲ့တရင်တင်းမြင်းချန်ခရိုင်နှင့်မြင်းချန်ခရိုင်ပကဖားတို့ပူးပေါင်းစစ်ကြောင်းဟာမြင်းချန်တောင်ဘက်ရှိအထိုင်စခန်းတစ်ခုကိုလည်းစီးနှစ်တိုက်ခိုက်ခဲ့ကြောင်းလုံခြုံရေးအခြေအနေအရအသေးစိတ်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းထုတ်ပြန်ထားပါတယ်။တိုက်ခိုက်ခံရတဲ့လေသစ်ကြေးရွာစစ်ကောင်စီဂိတ်ဟာခရီးသွားတွေကိုမကြာခဏစစ်ဆေးငွေညစ်တဲ့နေရာမှာနာမည်ကြီးကြောင်းဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့လအောက်တိုဘာ22ရက်ကနှစ်ထိုးကြီးမြင်းချံလမ်းပိုင်းပေါ်မှာစေကောင်စီရင်တန်းကိုဇီရိုးပျောက်ကြားတက်ကတိုက်ခိုက်မှုမှာစေကောင်စီတပ်သားတချို့သေဆုံးပြီးလက်နက်သုံးလက်ရရှိခဲ့ပါသေးတယ်။ဆက်လက်ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြီးတော့စစ်ရုံးကညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပလောဝမြို့နယ်အတွင်းတည်ရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန် နေပြည်တော်စစ်ရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်သောနေပြည်တော်စစ်ရုံး၏ရခိုင်ဒေသဆိုင်ရာစစ်ဖက်အထူးအစည်းအဝေးတွင်ထိုသို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုနှစ်ဩဂုတ်လ30ရက်နေ့ AACOC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တော်မှရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရှက်ခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်း၏တနေရာနှင့်အေအေယုံဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါသည်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမြေများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရပါသည်။ ရှင်ပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာကိုအရှိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထည့်ဖို့နိုင်ရည်နှင့်နေနေစိုးမှုမှုပြန်လည်ရရှိနိုင်ရည်အတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးတမများစစ်တပ်နှင့်အဆင်ပြေနေသောရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားသောရခိုင်စီးပွားရေးတမများထံမှအကြံဉာဏ်များရယူရန်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါသည်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။